ပေါ့စီတဲ့တော်သားကြီးတယောက်ကြောင့်ပြောရအောင်မယ်တော်သားကြီးတယောက်ဟာ ကြီးပွားချမ်းသာခြင်းနာကြောင့်မြို့ကိုပြောင်းခဲ့တယ်သူကပေါ့စီလုတ်တက်တော့ပေါ့စီလေးအ ਨੇ အချင်းလှုပ်ပြီးအထက်နဲ့မြို့ထဲလဲရောက်တာပေါ့ပေါ့စီကကောင်းတော့ရောင်းရတယ်တရက်တရက်ရောင်းရတာအများကြီးပဲအထက်နဲ့လဲရောက်လိုက်ပေါ့စီရောင်းလို့ကုန်ရင်အိမ်ပြန်ယူလိုက်နဲ့ခြေတူတာပေါ့ ဒါနဲ့ဆိုင်ကန်းလေးတစ်ခန်းငှားပြီးပေါက်စီဆိုင်ဖွင့်ရောင်းနေ။ပေါက်စီတဲ့ကြီးမှာတားလေးတစ်ယောက်ရှိတယ်။ပေါက်စီရောင်းရတာအဆင်ပြေတော့တားလေးကိုကြောင်းထားနိုင်တယ်။ပေါက်စီတဲ့ကြီးကိုယ်တိုင်ငယ်စဉ်ကကြောင်းမနေခဲ့ရလို့စာမတက်ပါဘူး။တားကလေးကတော့စာသင်ရတာဝါသနာပါတယ်။တစ်နှစ်တည်းတန်းအောင်ပါတယ်။ပေါက်စီတဲ့ကြီးရဲ့လုပ်ငန်းကလည်းအဆင်ပြေတယ်။တစ်ဆိုင်ကနှစ်ဆိုင်နှစ်ဆိုင်ကသုံးဆိုင်ဆိုင်ခွဲတွေ မြို့ထဲမှာထက်ခါထက်ခါဖွင့်ရတယ်။ပေါက်စီကိုသူတယောက်တည်းလှုပ်လို့မနိုင်တော့ဘူး။လက်ထောက်တပည့်တွေမွေးပညာသင်ပေးပြီးလုပ်ငန်းကိုတိုးချဲ့တယ်။သူ့သားလေးကလည်းစာကြိုးစားတယ်။စီးပွားရေးဝါသနာပါတော့စီးပွားရေးတက်ကတူဆက်တက်တယ်။ပေါက်စီတဲ့ကြီးလည်းသူနေတဲ့မြို့တွေမကပဲအခြားမြို့တွေမှာပါစိုင်ခွဲတွေအများကြီးဖွင့်နိုင်တဲ့လုပ်ငန်းရှင်ကြီးဖြစ်လာတယ်။လုပ်ငန်းရှင်ကြီးသာဖြစ်လာတယ်။ ပေါက်စီတဲ့အရာစမတက်တော့သတင်းစာတောင်းမှမဖတ်နိုင်ပါဘူးရေဒီယိုလည်းနားမထောင်ဘူးတီဗီကိုစကားလောက်ပဲကြည့်တာနိုင်ငံခြားကားဆိုရင် အောက်ကထိုးတဲ့စာတမ်းတွေမဖတ်တတ်လို့စိတ်မဝင်စားဘူးတီဗီနဲ့လည်းခက်ခင်းခင်းနေတာပါပဲနှစ်ကာလကြာလာတော့ပေါက်စီတဲ့ကြီးလည်းလုပ်ငန်းရှင်တစ်ထည်ကြီးဖြစ်လာတယ်သူသားလည်းစီးပွားရေးတက္ကသိုလ်ကဘွဲ့ရလို့အိမ်ပြန်လာတယ်သူကိုယ်တိုင်ကစာမတက်တော့ ပေါ့စီသေးကြီးကသူ့သားကိုတဲ့အထင်ကြီးတယ်။အားလဲကိုတယ်။သူ့သားကဘ ഹു တုတ္တနဲ့ပြည့်စုံတယ်လို့လဲယုံကြည်ပါတယ်။သူ့သားကနိုင်ငံခြားသတင်းစာတွေလည်းဖတ်တယ်။နိုင်ငံတကာသတင်းတွေကိုလည်းစိတ်ဝင်စားတယ်။တရက်မှာတော့သားကပေါ့စီသေးကြီးကိုအဖေနိုင်ငံတကာမှာတော့စီးပွားရေးပြက်ကက်ဖြစ်ဖို့အရေးအယောင်တန်းနေပြီလို့ပြောတယ်။ပေါ့စီသေးကြီးကစီးပွားရေးပြက်ကက်လည်းမသိပါဘူး။ ဒါကြောင့်စီးပွားရေးဖွဲ့ရလာတဲ့သားကအတိတ်ကဖြစ်ဖူးတဲ့စီးပွားရေးပြက်ကက်အကြောင်းဘန်းတွေပြိုလဲကုန်တဲ့အကြောင်းတွေပြောပြတယ်။ပေါက်စီသေးကြီးရတော့ငါပေါက်စီတော့ရောင်းကောင်းသားกว่าဆိုပြီးပြန်ပြောတယ်။ဒါကတော့နိုင်ငံတကာရဲ့အခြေအနေက ရိုက်ခတ်လာမှာဖြစ်ကြောင်းတတိထပီပြင်ဆင်ရမယ့်အကြောင်းပြောပြတယ်။ပေါက်စီသေးကြီးကတားကိုအားကိုးယုံကြည်တယ်။ဒါကြောင့်သူ့သားရဲ့စကားကိုနားထောင်ပြီး နောက်ရက်ကစလို့ကုံချမ်းအမာတွေကိုတဖြည်းဖြည်းလျှော့ချတယ်။ပေါက်စီလည်းလျှော့လုပ်တယ်။ဝယ်နေကြဖောက်တဲတွေက သူတို့လိုသလောက်ပေါက်စီဝယ်မရတော့နောက်ရက်ကျတော့လားမဝယ်တော့ဘူး။ပေါက်စီအယောင်လဲကြကြလာတယ်။ပေါက်စီတဲကြီးကတော့သူ့သားကို အမျော်အမြင်ရှိတယ်လို့ချီးကျူးတယ်။သူ့ရောင်းအားကထိုးကြသွားပြီလေ။တာမင်းပြောတာတိတ်မှန်တာပဲ။တို့လုပ်ငန်းကိုလဲစီးပွားရေးပြက်ကက်ကရိုက်ချလိုက်ပြီ။ မင်းကြိုတင်သတိပေးတာကျေစုသိတ်တင်တယ်လို့ပြောတယ်။နောက်ဆုံးတော့ပေါ့စီသေးကြီးရဲ့လုပ်ငန်းက လုံးဝရပ်သွားတယ်။တကယ်ဖြစ်ခဲ့တဲ့ဒီဖြစ်ရပ်မှာ အတက်ပညာကိုချင့်ချင်စင်စားအကဲဖြတ်ဆုံးဖြတ်တတ်မှုနဲ့လက်တွေ့ဘဝမှာဘလို့ဆက်ဆက်အသုံးချမှာလဲဆိုတာစဉ်းစားစရာဖြစ်လာတယ်။စွဲဆုံးပညာရှင်ဖြစ်တိုင်းလုပ်ငန်းအောင်မြင်အောင်စွမ်းဆောင်နိုင်တာတော့မဟုတ်ဘူး။ပညာတက်ရင်ပိုကောင်းတယ်။ပိုပြီး ြဲကြဲပြန့်ပြန့်မြင်နိုင်တယ်။သိမြင်တာနဲ့အကဲဖြတ်အသုံးချတာတွေ့ရဖို့တော့လိုပါတယ်။